အားလုံးပဲမင်္ဂလာပါ GSN ID နော်လေး channel ကနေကြိုဆိုပါရစေကျွန်တော်အခုဆွေးနွေးမယ့်အကြောင်းကအိတ်ဇဲတူဒေဗေအကြောင်းပဲဖြစ်ပါတယ်အဲကျွန်တော်တို့တွေဒီဒီအိတ်ဇဲ data ကိုအသုံးပြုပြီးတော့ facial data နဲ့ဒီ attribute data ကို join join ပြီးတော့အသုံးပြုလိုတာ share သင်ခန်းစာတွေမှာကျွန်တော်ဆွေးနွေးခဲ့တယ်ပေါ့နော်ဒီလိုမျိုး join ပြီးတော့အသုံးပြုခြင်းဒီပုံမှန် data တွေ entry လုပ်တဲ့အချိန်ကပြဿနာမရှိပေမဲ့ special analysis တွေလုပ်မဲ့အချိန်ကျရင်တော့လုံးဝလုံးလို့ မရဘူး။ဒါကြောင့်မို့ကျွန်တော်ဒီ exe data တွေကနေပြီးတော့ js မှာအသုံးပြုတဲ့ table format နော် div format ကိုကျွန်တော်တို့ပြောင်းလဲဖို့လိုအပ်ပါတယ်။ဒါတွေကိုကျွန်တော်တို့က exe to table ဆိုတဲ့ format နဲ့ပြောင်းလဲမှာဖြစ်ပါတယ်။ js software တွေက database structure ပေါ်မူတည်ပြီးတော့အလုပ်လုပ်တယ်။ဒါကြောင့်ဒီ exe အနေနဲ့ရရှိလာတဲ့ဒီ table တွေအနေနဲ့ကျွန်တော်တို့ပြပြဝအသုံးပြုဖို့မလွယ်ဘူးပေါ့နော်။မလွယ်ဘူး။ဒါကြောင့်မို့ exe table ကနေ js format table အနေနဲ့ပြောင်းလဲဖို့ လိုအပ်ပါတယ်။နောက်ဒါပြင်ကျွန်တော်ဒီ AZD ဒီ extra နဲ့ပေါ့နော် extra နဲ့ link ဖြစ်တာဖြစ်တဲ့အတွက်ဒီသူ့ရဲ့ location ပေါ့နော်ဒီ table ရဲ့ location တွေလွဲသွားပြီဆိုလို့ရှိရင်ကျွန်တော်လုပ်ထားတဲ့ analyze rate တွေမှာလည်း error တွေတက်နိုင်တယ်ပေါ့နော်။ဒါကြောင့်မလို့ data တွေကို AZ wash sheet data ကနေပြီးတော့ဒါအဲ့တော့ GIS format တွေပဲဖြစ်နေပြောင်းလဲပြီးတော့အသုံးပြုခြင်းသည်အကောင်ဆုံးဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဘယ်လိုပြောင်းမလဲပေါ့နော်။ပြောင်းနေရလေကိုကျွန်တော်ရှင်းပြပါမယ်။ဒီမှာဆိုလို့ရှိရင်တော့ AZ sheet တွေပေါ့နော်။ AZ root တွေပဲဆို AZ sheet ရဲ့ အဲ့ပါဒီမှာရှိတယ်ရှိပါတယ်ဒီရတွေကိုကျွန်တော်တို့ဝက်ရှိလေးတွေကိုကျွန်တော်တို့ကြောင်းကြည့်မယ်ပေါ့နော်ပထမဆုံးအနေနဲ့ astrobot ကိုသွားမယ် astrobot ကနေမှာတို့ဒီမှာ conversion 2ကိုသွားမယ် conversion 2မှာ exe ပေါ့နော်အဲ့တော့ exe 2တေးပဲကိုကျွန်တော်တို့က click လုပ်ပါမယ်အဲ့တော့ import exe မှာဆိုလို့ရှိရင် exe function နေတဲ့နေရာကိုကျွန်တော်တို့သွားမယ်ပေါ့မိမိကွန်ပျူတာတွေကဒီမှာ exe 2တေးပဲဆိုတော့ AZ file လို့ကျွန်တော်တို့ဖွင့်လိုက်မယ်။နောက်တစ်ခုကတော့ output တွေပဲ။ဒါကတော့သူ default အနေနဲ့သူကတော့တွက်ပြီးရောပေးတာပေါ့။အဲ့တော့ output အနေနဲ့ကျွန်တော်ဘယ်မှာထားမှာလဲပေါ့။ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ open ကိုနှိပ်မယ်။ output မှာဆိုလို့ရှိရင် AZ table ဆိုရဲကျွန်တော်ဂျိုဒီတာဘေးလေးစောက်ထားတယ်ပေါ့။အဲ့ထဲမှာကျွန်တော်ထည့်လိုက်မယ်။အခုထဲမှာဒီကျွန်တော်တို့က SR ပေါ့နော်။ SR table ကိုထည့်မှာဖြစ်တဲ့အတွက် SR D V L table save နေလိုက်မယ်။ တော့ sheet ပါမလို့ sheet မှာကျွန်တော်တို့ကပြည်နယ်တိုင်းကုတ်တွေရှိရယ်ကိုပိုင်ဥချုပ်ခွင့်ရာ district ဒါတွေရှိတယ်ပေါ့အဲ့တော့ကျွန်တော်ဒီထက်ကနေပြော SRD ပဲလို့ရွေးလိုက်မယ်အဲပြီးလို့ရှင် OK ဝင်နေလိုက်ပါမယ် processing လေးကအောက်မှာကျွန်တော်တို့ကလုံးလုံးနေတယ်ပေါ့ processing လေးပြနေတယ် OK processing ပြီးသွားရင်တော့ဒီမှာအစိမ်းအောင်လေးနဲ့ကျွန်တော်တို့ပြနေပေါ့နော်အဲ့တော့ဒီမှာ SRD ပဲဆိုတာလေးရလာပြီဒါကို open attribute တွေနဲ့ကျွန်တော်ဖွင့်ကြည့်မယ်အဲ့တော့ exe table မှာထည့်ထားတဲ့ data တွေမှန်သမျှသည်ဒီ exe format ကနေမှာ ဒီပဲ format နေနဲ့ရရှိမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ကဒီ multiple ပေါ့နော်ဒါ table တစ်ခုတည်းကိုလုပ်တာအဲ့တော့ multiple table တွေကိုကျွန်တော် design နဲ့လုပ်ချင်လားလုပ်လို့ရပါတယ် add box တွေကိုသွားမယ် excel table ကို right click ထောင်းမယ် batch နဲ့ကျွန်တော်နှိပ်ပါမယ်အဲ့ဒီမှာကျွန်တော်တို့ကကိုအသုံးပြုခြင်းနဲ့ပေါ့နော်ကျွန်တော် table ဘယ်နှစ်ခုသွင်းမှာလဲဒီမှာတော့ကျွန်တော်နမူနာအနေနဲ့အဲနှစ်ခုပဲကျွန်တော်သွင်းမှာဖြစ်တဲ့အတွက်နှိပ်လိုက်မယ်အဲ့ဒီမှာ import excel file ပေါ့ ဒါကိုကျွန်တော်တို့ right click ထောက်မယ် open နေမယ် open input excel file တိတိမယ် excel to table ကိုကျွန်တော်ရွေးမယ် okay ကိုနှိပ်လိုက်ပါအဲ့တော့ဒီမှာ output table ပေါ့နော်ဘယ်နေရာမှာကျွန်တော်တို့က output ထားမှာလဲပေါ့ဒီ output table ကိုလည်းကျွန်တော်တို့ကရွေးပေးရပါတယ် right click ထောက်မယ် open ကိုနှိပ်မယ်အဘော်တွေပဲနေရာဒီအဲကျွန်တော်ဒီဒီခါကြာလို့ရှင် district ပေါ့နော် district တွေပဲ d s d B L ပေါ့နာမည်ပေးလိုက်မယ် okay ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာရှိတဲ့ sheet ပေါ့နော်ဒီသူ့ရဲ့ table လေးကိုကျွန်တော်တို့နှိပ်လိုက်တဲ့အချိန်မှာဒီမြားလေးပေါ်လာမှာအဲ့ဒီကနေမှကျွန်တော်တို့ပြောင်းကျင်တဲ့ table ကိုကျွန်တော်တို့ရွေးပေးရမယ်ဒီမှာကကျွန်တော် district table ဖြစ်တာဖြစ်တဲ့အတွက် district ကိုကျွန်တော်တို့ရွေးလိုက်မယ်ပြီးပြီဆိုတော့ကျွန်တော်ဒီမှာဒုတိယပေါ့နော်ဒုတိယ file လေးကိုကျွန်တော်တို့ထပ်ထည့်မယ် ဒီနေရာမှာလည်းကျွန်တော်တို့ဒါ exe file တစ် file လည်းမဟုတ်ဘူးနော် multiple exe ပေါ့တခြား exe file နဲ့ထည့်လို့လည်းရပါတယ်ဒါဒီမှာတော့ကျွန်တော်ကဒီ exe file တစ်ခုတည်းရနေပဲကျွန်တော်ထည့်ပါဖြစ်ပါတယ် file လေးထောင်းမယ် open browse ကိုနေမယ်အဲ့တော့ဒီနေရာမှာကျွန်တော် exe tool တွေပဲကိုရွေးမယ် open okay ပြေးမယ်အဲ့လိုပဲဒီမှာကျွန်တော် save မယ်နေရာမှာ save မယ်နေရာမှာဆိုလို့ရှိရင်ဒီမှာနာမည်တစ်ခါလေးပေးလို့ရပါတယ်ကျွန်တော်ဒီမှာနာမည် township ပေါ့ township tbl ပေးလိုက်မယ် ts D B L ပေးလိုက်မယ်အဲ့တော့ဒီမှာကိုလည်းကျွန်တော်တို့က right click talk open နဲ့လည်းကျွန်တော်နှိပ်လို့ရပါတယ်အဲ့တော့ဒီမှာ selection table မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ TS TV တောင်းရှိ TV ကိုကျွန်တော်ရွေးလိုက်မယ်ပြီးရတဲ့ okay ပေးလိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ပြောင်းကျင်တဲ့ table နှစ်ခုကျွန်တော်တို့ multiple ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာ okay ကိုနှိပ်ပါမယ်ဒီအောက်မှာ processing သွားနေပါတယ်အချိန်နှင်းငယ်စောင့်ပြီးရနော် result ရလာမှာဖြစ်ပါတယ် အဲဒီမှာတော့ကျွန်တော်တို့ reset ကိုပြရတယ်အဲ့တော့ဒီမှာ ts table အဲ့တော့ဒီဒီမှာရှိနေတဲ့ table ကိုကျွန်တော်သွားကြည့်ကြည့်မယ်အဲ့ကျွန်တော်တို့ထည့်ခဲ့ ds table ts table အဲ့တော့ ds table ကိုကျွန်တော်တို့ drag and drop နဲ့ဆွဲထည့်ကြည့်မယ် right click ထောက်မယ် open attribute တွေပဲကြည့်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ key name အားလုံးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်း ts ပေါ့နော်ကျွန်တော်ဒီမှာ ds ပါဆိုလို့ရှိရင်လည်းသူ့ရဲ့မြို့နယ်အမည်တွေဒီ table ထဲမှာပါတဲ့ data တွေအားလုံးတွေ့ရမှာဖြစ်ပါတယ်ဒီနည်းနဲ့ အဲကျွန်တော်ဒီ Excel worksheet ကနေပြီးတော့ဒါ table format ကိုဟိုပြောင်းလဲနိုင်ပါတယ်ကျွန်တော်ရဲ့ဒီ Excel to table သင်ခန်းစာမှာမေးမြန်းစရာရှိရင် comment ပေးပြီးတော့မေးမြန်းနိုင်ပါတယ်ဒီသင်ခန်းစာလေးကိုကျွန်တော်တို့ကြိုက်နေတဲ့ဆိုတော့ like and share ပေးနိုင်ပါတယ်ကျွန်တော်ရဲ့ဒီဆွေးနွေးမှုဒီမိတ်ဆွေတို့ရဲ့အကျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe ပေးဖို့မြင်လာရခံရပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ